အားလုံးပဲမင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ16ရက်ညပိုင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေတ်ဝင်ကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲကြောက်ဖြူဂျေရာစခန်းကစစ်သားတွေမရှုမလားတေခဲ့ပေမဲ့အချက်မရှိအောင်ပွဲခံနေတဲ့စစ်ကောင်မရှင်နိုင်ငံအတွင်းအင်တာနက်ထိန်းချုပ်မှုတွေဆက်လက်လှုပ်ဆောင်မှုကြံ့ယူနေတဲ့ကြန့်ခိုင်ရေးပါတီသမ္မတလုပ်ဖို့အကြွေးဝတ်နဲ့မဲဆွေစင်ဝင်ဆင်းနေတဲ့မအားလား မျိုးတွေပုံရဲကြဆင်အောင်လှုပ်ဆောင်သူတွေကိုအရေးယူမယ်လို့ထိန်းချုပ်လာတဲ့ကမ်ပလက်ပါအဖတိုက်ပွဲမဖြစ်ပဲဘုံကျဲနေတဲ့စစ်တပ်ကြောင့်ထီလင်းဒေတာခံတွေအခက်ကြုံနေရတဲ့အကြောင်းမက္ကဆီကိုမှာပြစ်မှုကျူးလွန်တဲ့သူတွေကိုအရေးမယူလို့လူငွေတွေဥဆောင်ပေးဆန္ဒပြတဲ့တဲ့ရင်အဲ့လိုတနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတဲ့တဲ့တွေကိုတင်ဆက်ပေးထားပါတယ် ကြောက်ဖြူရေရာစခန်းကစစ်သားတွေမရှုမလားတည်ခဲ့ပေမဲ့အရှက်မရှိအောင်ပွဲခံနေတဲ့စစ်ကော်မရှင်တရင်နဲ့စတင်လိုက်ချိန်မှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်ရွာကိုပြီးခဲ့နိုဝင်ဘာလ14ရက်ကစစ်ကော်မရှင်တပ်ဟာအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်အဲ့ဒီရွာမှာရှိတဲ့မိုးလေဝသရေဒါစခန်းကလည်းယာယီဆုတ်ခွာပေးခဲ့ရပါတယ်ဒီလိုအေကဆုတ်ခွာပေးလိုက်တာကိုစစ်ကော်မရှင်ဘက်က ဘာလို့ပြန်သိမ်းနိုင်ပြီဆိုပြီးဝါရဖြန့်ဖို့ဓာတ်ပုံရိုက်ပြီး Telegram Channel တွေမှာဖော်ပြခဲ့ပါတယ်။စစ်ကောင်စီကဝါရဖြန့်ဓာတ်ပုံတွေမှာတော့စစ်သား20လောက်ဟာမိုးလေဝသ Radar Scan ကိုနောက်ခံထားပြီးအောင်ဝဲခံတဲ့ပုံတွေကိုအချက်မရှိဖြန့်ဝေလာခဲ့ရပါ။ဒါပေမဲ့ဝါရဖြန့်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာပဲ A ကလက်နက်ကြီးနဲ့တိကျစွာပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီလက်နက်ကြီးကြီးဟာဝါရဖြန့်ဓာတ်ပုံရိုက်ဖို့စုဝဲနေတဲ့ စစ်သားတွေရှိတဲ့နေရာကိုတက်တက်ကြောက်ရောက်ပောက်ွယ်ခဲ့တာဖြစ်ပါတယ်။ဒီပောက်ွယ်မှုကြောင့်စစ်သားအများပြားသေဆုံးခဲ့ရပြီးအတိမပြုတ်နိုင်တဲ့တရင်တွေအရာဆေးဦးကလည်း24ဦးထိသေဆုံးနိုင်တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ဟာစစ်ကော်မရှင်ဝါရဖြန့်ရှင်ရန်ရကမြေပြင်မှာအကြဆုံးများနေပေမဲ့အောင်ပွဲခံဖို့အမြဲတမ်းစ조사နေရကိုပြသနေပါတယ်။ဒါပေမဲ့အခုလိုအောင်ပွဲခံဖို့စ조사နေတဲ့အချိန်မှာပဲတော်လင်းတပ်ဖွဲ့ရဲ့တံမြန်တက်ခတ်မှုကြောင့်စစ်ကော်မရှင်ရဲ့ဝါရဖြန့်မှုတွေဟာ ရုပ်ပြက်ဆင်ပြက်ချုံလင်းသွားခဲ့ရခြင်းဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။လက်ရှိမှာအာခါတက်တော်ဟာရခိုင်တပြေလုံးကိုတိမ့်ပိုက်နိုင်ဖို့လက်တကန်းသာလူတော့တဲ့အထိမြို့သိမ်တိုက်ပွဲကိုအချိန်မြင့်တင်နေစေဖြစ်ပါတယ်။ဒုတိယအနေနဲ့နိုင်ငံအတွင်းအင်တာနက်ထိန်းချုပ်မှုတွေဆက်လက်လှုပ်ဆောင်ဖို့ကြံ့ရည်နေတဲ့ကြက်ခိုင်ရဲ့ပါတီဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ဒီသတင်းကတော့စစ်ကောင်စီနောက်ခံရှိတဲ့ကြက်ခိုင်ရဲ့ပါတီရဲ့ရွေးကောက်ပွဲကြီးညာစာလန်းနဲ့ပတ်သက်ပြီးပြည်သူရဲ့ကြားဝေဖန်မှုတွေထွက်ပေါ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ တက်ခိုင်ရဲ့ပါတီဟာတွေ့အောင်ရွေးကောက်ပွဲဝင်ပြီးအနိုင်ရခဲ့ရင်အနာနဲ့ထိန်းချုပ်မှုတွေကိုဆက်လက်လှုပ်ဆောင်ဖို့ကြံစည်နေရလို့သူရဲ့ကြညာစာတမ်းအရသုံးသပ်ရပါတယ်တက်ခိုင်ရဲ့ပါတီရွေးကောက်ပွဲကြညာစာတမ်းရဲ့တိတ်ပံတဲ့နေပညာကဏ္ဍမှာအင်တာနက်လုံခြုံရေးနဲ့ပုဂ္ဂလိကကိုယ်ရဲ့အချက်လက်ကာကွယ်ရေးတို့အတွက်လိုအပ်မဲ့ဥပဒေတွေပြဋ္ဌာန်းဆောင်ရွက်မယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်ဒါကိုနိုင်ငံတက်ကြွလှုပ်ရှားသူတူကအင်တာနက်လုံခြုံရေးဆိုတာမျိုးကိုလုံးမယ်ဆိုတော့ သူတို့အာနာချလာရင်အခုစစ်တပ်လုံနေတဲ့ firewall ကိုဆက်လုံမယ်သူတို့ဆာဗာကနေအကုန်ထိန်းချုပ်မယ်ဆိုတဲ့သဘောပဲပုဂ္ဂလိကကိုရဲ့အချက်လက်ကာကွယ်မယ်ဆိုတာကလည်းသူတို့ကဘလို့ကာကွယ်မှာလဲပြည်သူတွေစီကအချက်လက်တွေအကုန်ယူထားပြီးကာကွယ်ဖို့ဆိုတဲ့အကြောင်းပြမှာပဲလို့ပြောပါတယ်ဒါအပြင်တက်ခိုင်ရင်ပါတီဟာစစ်တပ်လုထားတဲ့ Facebook အစားထိုး MySpace application လိုမျိုးဒေသတွေ app တွေကို ပြည်တွင်းမှာကြည်ကြည်ပြက်ပြက်အသုံးပြုနိုင်အောင်ဆောင်ရွက်မယ်လို့ကြေညာထားပါတယ် သူရဲ့ကြညာစာရင်းအထက်မှာနိုင်ငံအတွင်းလိုအပ်ချက်တွေဖြည့်ရှင်းပေးနိုင်တဲ့ software နဲ့ application စနစ်တွေဖန်တီးနိုင်ဖို့အားပေးဆောင်ရွက်မယ်လို့လည်းပါရှိပါတယ်။နိုင်ငံချုပ်အနေနဲ့2020ခုနှစ်အာနာသိမ်းပြီးနောက်ပိုင်း Facebook အသုံးပြုမှုအပါအဝင် internet ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့စစ်တပ်ရဲ့လမ်းစဉ်အတိုင်းဟန်ပြအာနာလွှဲပြောင်းရှုမဲ့တန့်ခိုင်ရေးပါတီကလည်း internet လွှဲလွှဲခွင့်ကိုဆက်လက်ကန့်သတ်ဖို့ကြညာလာတာပဲဖြစ်ပါတယ်။ပြည်တွင်းသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါဦးမယ်။ မရလို့ဘအရွက်ဝက်နဲ့မဲဆွေစင်ဝင်ဆင်းနေမဟာလာတရင်ဖြစ်ပါတယ်စစ်ကောင်ဆောင်မရောက်လဲဟာသူ့ရမွန်ပြင်းတဲ့ခေးစဉ်အတွင်းမှာ အရွက်ဝက်နဲ့လှုပ်ရှားမှုနဲ့လှုပ်ဆောင်ပြီးလူလူကြားတဲ့ဝင်ရောက်ကလာမဲ့ရွေးကောက်ပွဲအတွက်အခြားရေးတမနာအနေနဲ့မဲဆွေစင်ဝင်ဆင်းနေတယ်လို့ပုံစံမျိုးစုံပြသနေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်တိုင်းပြည်ရဲ့ထိပ်ပိုင်ကောင်းဆောင်ရှားရူအလုံးနီပါယူထားတဲ့မဲအောင်လဟာနိုဝင်ဘာလ15ရက်ညနေပိုင်းကမော်လမြိုင်မြို့ကိုရောက်ရှိနေစဉ် မော်လမြန်ကမ်းလှမ်းလမ်းမှာရှယ်ညစေတန်းကိုတွားရောက်ကြည့်ရှုခဲ့လို့သိရပါတယ်။သူဟာဒေသဂျိုးရအစားအသောက်တွေနဲ့ဈေးဆိုင်ခန်းတွေဖွင့်လှစ်ရောင်းချနေရတယ်ကိုကြည့်ရှုခဲ့ပြီးတော့မှဈေးရောင်းချနေသူတွေနဲ့လာရောက်သူတွေအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့လို့သိရပါတယ်။ဒီလိုလိုရက်တွေဟာသူ့ကိုယ်သူပြည်သူကောင်းဆောင်တူဒါမှမဟုတ်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံသမားပုံစံမျိုးကိုပုံဖော်ဖို့စူးစမ်းနေရလို့တုံ့တန်နိုင်ပါတယ်။ယူနီဖောင်းဝတ်အစားအကြက်ဝတ်ဝတ်ဆင်ခြင်းပြင် သူ့ကိုယ်သူပြည်သူနဲ့နီးစပ်တဲ့အချက်သားခေါင်းဆောင်အတွင်ကိုပုံဖော်ဖို့ကြိုးစားတာပါလာမန်ဟန်ပြရွေးကောက်ပွဲမှာသူကဂျာရီသမရိုက်ဂျာတို့သို့မဟုတ်နိုင်ငံရေးဂျာတို့တစ်ခုခုကြားယူဖို့ကြိုးစားနေဆိုတာရှင်းပါတယ်လို့နိုင်ငံလေးလာတုံးသက်သူတူကပြောပါတယ်စစ်ကောင်ဆောင်တူဟာလုံခြုံရေးအစီအမံအပြည့်အဝမရှိပဲညစည်တန်းလို့လူရှုပ်တဲ့နေရာမျိုးကိုတွားရောက်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကြောင့်ငြင်းငင်းငင်းနှုတ်ဆက်ခြင်းဆိုတာဟာတင်းကျပ်တဲ့လုံခြုံရေးအဖန်တီးထားတဲ့မြင်ဝင်းတစ်ခုသာဖြစ်နိုင်ပါတယ် ဒီလိုလှုပ်ဆောင်နေခြင်းဟာဒေသခံတွေရဲ့စိတ်ဝင်စားမှုကိုရှာယူပြီး၎င်းရဲ့အာဏာတင်မြေအတွက်မဲဆွေခြင်းပုံစံမျိုးဖြစ်နိုင်တယ်လို့နိုင်ငံလေးလာသူတွေကသုံးသပ်နေကြပါတယ်။ဆက်လက်ပြီးမြို့နယ်ပုံရဲကြဆင်အောင်လှုပ်ဆောင်သူတွေကိုအရေးယူမယ်လို့ချင်းချောက်လာတဲ့ကမ်ပလက်ပါဖအကြောင်းပြောပြပါဦးမယ်။ဒီတရင်ကတော့ရှင်းပြနေတောင်ပိုင်းကမ်ပလက်မြို့နယ်မှာဖြစ်ပေါ်ခဲ့တဲ့စိတ်မချမ်းမြေ့စရာဖြစ်ရတဲ့ခုနဲ့ပတ်သက်ပြီးဒေသခံပြည်သူအုပ်ချုပ်ရေးအဖွဲ့ပကဖရဲ့တုံ့ပြန်မှုအကြောင်းပဲဖြစ်ပါတယ်။ ကမ်ဘလိုင်မြို့နယ်အထက်ကမင်းလွယ်ပွဲတစ်ခုကိုစစ်ကောင်စီကလေကြောင်းဝက်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ရဲမဲ့တအုပ်အပါဝင်၃ဦးသေဆုံးပြီး ပြည်သူ၁၃ဦးထဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီကြဆုံရဲမဲ့ရဲ့နိုင်ရင်မှပန်းတောက်စာမူးရင်နဲ့ရဲဘော်ဟောင်းတအုပ်ကစီကံမဲ့စွာတနက်ပြစ်ခတ်ခဲ့ပါတယ်။ဒီဒုတိယဖြစ်စဉ်နဲ့ပတ်သက်ပြီးအချို့သောမီဒီယာတွေနဲ့ပုဂ္ဂိုလ်တွေကတေဆုံးသူ၂ဦးကိုတရင်ပေးတလန်ရှင်းလင်းသည်ဆိုပြီးရေးသားဖော်ပြမှုတွေရှိခဲ့ပါတယ်။ အဲ့လိုရစ်သားအကြောင်းမြို့နယ်ပုံရိပ်ကျဆင်းစီရင်ဖြစ်တယ်လို့ကမ်ပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ပကဖကရှုမြင်ပါတယ်။ဒါကြောင့်ကမ်ပလက်ပါဖကနိုဝင်ဘာလ15ရက်နေ့မှာအွန်လိုင်းမှာမြို့နယ်ပုံရိပ်ကျဆင်းစီရင်ရစ်သားပြောဆိုဖြန့်ဝေနေသူတွေကိုရှင်းအပ်ဥပဒေဆက်သွယ်ဥပဒေနဲ့ဂျာကာလာချတာတို့နဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ပါဖကပြုမှုကျူးလွန်သူရဲဘော်ကိုဖြစ်တဲ့နေ့မှာပဲဖမ်းဆီးထားကြောင်းနဲ့အရက်ဘတ်တရားစီရင်ရေးအတွက်ပြည်သူ့ရစ်တပ်ဖွဲ့နဲ့ တရားရေးဘက်ကိုလွှဲပြောင်းထားကြောင်း MP ကိုပြောပါရယ်ကံပလန့်ဒေသခံတအူးကဘာအကြောင်းရှိလို့ထုတ်ကြရလဲမသိမထုတ်ပြန်လဲရှားတဲ့အရာလို့မြင်မိရယ် CDF ထုတ်ပြန်တာကမှန်တယ်ပြည်သူ့အုပ်ချုပ်ရေးကထုတ်ပြန်တာကတိတ်တဘောမတွေ့ဘူးအရေးသားကအမှားတစ်ခုပြန်ဖာကြတယ်လို့ဖြစ်နေရယ်လို့ MP ကိုပြောပါရယ်ပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့တိုက်ပွဲမဖြစ်ပဲဘုံကျဲနေတဲ့စစ်တပ်ကြောင့်ထီလင်းဒေသခံတွေအခက်ကြုံနေရတဲ့သတင်းပါမကွေးတိုင်းကန်ကောက်ခရိုင်ထင်းလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့မစင်မရှင်လေကြောင်းတက်ခတ်မှုတွေကြောင်းဒေသခံပြည်သူတွေအခက်အခဲနဲ့အသက်အန္တရာယ်ဆုံးရင်နေရပါတယ်။ထင်းလင်းမြို့နယ်အရှေ့မြောက်ဘက်မှာရှိတဲ့ပုံတောင်ထိပ်ဝင်းကျင်ဒေသအခေါ်စေကြီးတောင်မှာစစ်ကောင်စီနဲ့ဒေသခံတော်လှန်တပ်ဖွဲ့တွေကြားမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိပါဘူး။ဒါပေမဲ့နိုဝင်ဘာလ3ရက်နေ့ကစပြီးဒီဒေသကိုရွေးချယ်ရှိရှိ လေကြောင်းတက်ခတ်မှုတွေနေ့တိုင်းညီပါလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါတယ် တတူးလေတက်ကနေတက်လာတဲ့ Jet Fighter နဲ့ Y12 စစ်ထောက်ပို့လေယာဉ်နဲ့ဘုံကျချပွိုင်းအိမ်နဲ့ဆက်လက်တွင်လည်းပြစ်ခတ်နေရလို့သိရပါတယ်။ Thailand ဒေသခံတူးက Y12 Jet Fighter နဲ့လာကျဲတာပွိုင်းအိမ်ဆက်လက်တွင်လည်းပြစ်တယ်။နေ့တိုင်းနေပါကျင်းနေရအပြင် Landers လည်းဆိုတော့အသွားလာလည်းမရှိတလို့ပဲ။ Normal စနစ်ရအထိလာကျဲနေရလို့ဆိုပါတယ်။ဒီလိုလေကြောင်းတက်ခတ်မှုတွေကြောင့်ဒေသခံပြည်သူတွေရဲ့ဘဝကပိုပြီးခက်ခဲလာပါတယ်။ လီယန်နဲ့ပြစ်ခတ်နေတဲ့အတွက်ဈေးလိုက်တဲ့ကုန်ကားငွေလေးတွေမလာရေးကြတော့ဘဲပစ္စည်းပြက်လက်တာမျိုးတွေနည်းနည်းရောကြုံတွေ့နေရတယ်လို့ဆွေလွေကျွေးရကအမျိုးသားတူကပြောပါတယ်စစ်ကော်မရှင်ကဒေသခံတွေရဲ့ကုန်ကားငွေတွေကိုလည်းပြစ်ခတ်နေတဲ့အပြင်လေကြောင်းတတ်ခတ်မှုကြောင့်မပေါက်ကွယ်ပဲကြံရှိနေတဲ့ဘုံသီးတွေလည်းရှိနေလို့ဒေသခံတွေဟာအသက်အန္တရာယ်အတွက်နေ့စဉ်စိုးရိမ်ပူပင်နေကြရပါတယ်နောက်ဆုံးပြပတ်သတင်းအနေနဲ့မက္ကစီကိုမှာပြစ်မှုကျူးလွန်တဲ့သူတွေကိုအရေးမယူလို့ လူငွေဥဆောင်ပြီးဆန္ဒပြနေတဲ့သတင်းကိုပြောပြရင်ဒီနေ့အတွင်းသတင်းတင်ဆက်မှုကိုချက်လာလိုက်ပြစေစနေနေ့မှာလူများပြဟာမက္ကဆီကိုမြို့ရဲ့လမ်းမတွေပေါ်ထွက်ပြီးရန်စွတ်မှုများပြလာတာအဂရီလိုက်စာမှုနဲ့ပြုတ်မှုကျူးလွန်သူတွေကိုအခြေချမှုမရှိရတဲ့ကိုစန့်ကျင်ဆန္ဒပြနေကြပါတယ်ဒီဆန္ဒပြပွဲကိုဂျန်စီလို့ခေါ်တဲ့1990ပြင်းတဲ့နှောင်းပိုင်းကနေ2010ပြင်းတဲ့အစောပိုင်းကြားမှာမွေးဖွားခဲ့တဲ့လူငယ်တွေကစတင်စီစဉ်ခဲ့ကြတာပါ ဒီနေ့အထက်မှာဗန်အာရှနဲ့အခြားနိုင်ငံတွေမှာလည်းဂျန်ကြီးတွေဟာမညီမျှမှုဒီမိုကရေစီနောက်ပြန်ဆုံးမှုနဲ့အဂရီလိုက်ဆာမှုတွေကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုစီစဉ်ခဲ့ကြပါတယ်။နီပေါ်နိုင်ငံမှာဆိုရင်စတင်မာလာကဖြစ်ပေါ်ခဲ့တဲ့ဂျန်ဇီဆန္ဒပြပွဲကြောင်းဝန်ကြီးချုပ်နှုတ်သက်သွားခဲ့ရတဲ့အထိအောင်မြင်ခဲ့ပါတယ်။မက္ကဆီကိုမှာရှိတဲ့လူငယ်အများပြားကတော့အဂရီလိုက်ဆာမှုနဲ့အကြမ်းဖက်မှုတွေအတွက်ဥပဒေမဲ့မှုလို့စနစ်ပိုင်းဆိုင်ရာပြဿနာတွေကြောင်းစိတ်ပြတ်နေကြပါတယ်။ အသက်29နှစ်အရွယ်စီးပွားရေးအတိုင်ပင်ခံအန်ဒရာမာဆက်ကကျွန်တော်တို့လုံခြုံရေးပို့လို့အပ်ပါတယ်လို့ပြောပါတယ်သူဟာဂျန်စီဆန္ဒပြပွဲရဲ့တက္ကပလုံးဆိုင်ရာသင်္ကေတဖြစ်တဲ့ပင်နယ်သမားဥကောင်းခွန်အလံကိုကင်ဆောင်ဆန္ဒပြခဲ့ပါတယ်ဒီဆန္ဒပြပွဲမှာတော့လူငယ်ရအပြင်အတိုက်ခံပါတီတွေကိုထောက်ခံသူတက်ကြီးပိုင်းတွေရဲ့အပေးမှုတွေအခိုင်အမာရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ NBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MB ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောရေလည်းပြေကြပါစေခင်ဗျာ